်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖျားသခင်ရဲ့ခြေကြော်ကိုချီးမွမ်းပါတယ်ပေါလုဤဒုက္ခဆိုတဲ့ခေါင်းစဉ်နဲ့ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး1အငယ်7ကနေ၁၁ကိုဆင်ခြင်သွားခြင်းပါတယ် ညီအကိုတို့အာရှိပြည်၌ငါတို့ခံရသောစင်းရဲခြင်းတည်းဟုသောအသက်မလွတ်နိုင်ဟုထင်ရ၍မခံနိုင်အောင် အတိုင်းထက်အလွန်လေးသောစင်းရဲခံရကြောင်းကိုသင်တို့မသိဘဲနေစေခြင်းကငါတို့အလိုမရှိငါတို့သည်မိမိကိုယ်ကိုအစင်မကူးစားဘဲတည်သောသူတို့ကိုထမြောက်စေတော်မူသောဘုရားသခင်ကိုကူးစားမိအကြောင်းတည်စေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရတကယ်တို့ဖြစ်၏ ထိုဘုရားသခင်သည်ငါတို့ကိုထိုမြလောက်ကြီးစွာသောသေပေးမှကယ်လွတ်တော်မူပြီးယခု၌လည်းကယ်လွတ်တော်မူသေး၏သင်တို့သည်ကူညီ၍ငါတို့အဖို့ဆုတောင်းရင်နောက်၌လည်းကယ်လွတ်တော်မူလက်တန့်ဟုငါတို့သည်ယုံကြည်မျှော်လင့်ခြင်းရှိ၏ထိုတို့ဖြစ်လျင်အများသောသူတို့သည်ကူညီသောအားဖြင့်ငါတို့၌ရောက်သောဂျေဇုကိုအများသောသူတို့သည်ထောက်၍ငါတို့အတွက်ဂျေဇုတော်ကိုချီးမွမ်းကြလိမ့်မည် ်တမချမ်းစာမှာပါတဲ့ပေါ်တုကြုံတွေ့ရတဲ့ဒုက္ခပြဒနာရင်ဆိုင်ရခြင်းတွေကဒီနေ့ကျွန်တော်တို့ရင်ဆိုင်ရတဲ့အခက်ခဲတဲ့အချိန်တွေနဲ့ကွဲပြားတယ်ဆိုတာကိုကျွန်တော်တို့လွယ်ကူစွာယူဆနိုင်ပါတယ်။ဒါကြောင့်သာသနာပြုတက်ရောက်ဖြစ်တဲ့ပေါ်တုရဲ့ဒုက္ခကိုဖြတ်ကျော်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာကိုသင်ကန်းစာယူနိုင်မလဲ။ပေါ်တုခက်ကယဉ်ကျေးမှုက ကျွန်တော်တို့နဲ့အတော်ကွာခြားပေမဲ့လည်း တချို့အရာတွေကသွေးဆောင်မှုခက်ခဲမှုနဲ့အပြစ်တွေလိုအရာကတော့တူညီပါတယ်။ဒါကြောင့်ပေါ်လူအတွေ့အကြုံတွေ အားဖြင့်သူရဲ့ခွန်အားထက်ဝန်ထိုးဝန်ပိုးဖြစ်ခြင်းအကြောင်းကိုမှတ်သားမိမှာဖြစ်တယ်။ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး၁အငယ်၈မှာညီအကိုတို့အာရှိပြည်၌ငါတို့ခံရသောဆင်းရဲခြင်းတည်းဟုသောအသက်မလွတ်နိုင်ဟုထင်ရ၍ မခံနိုင်အောင် အတိုင်းထက်အလွန်လေးသောဆင်းရဲခံရကြောင်းကိုသင်တို့မသိဘဲနေစေခြင်းကငါတို့အလိုမရှိလို့ဆိုထားတဲ့အခါမှာ သူ့ရဲ့အသက်တာအတွေ့မခံနိုင်လောက်အောင် တကယ်စိတ်ပျက်စရာဖြစ်ခဲ့တဲ့အကြောင်းဆိုခဲ့တယ်။ဒါပေမဲ့လည်းအရာခက်သိန်းကို ထိန်ချုပ်ထားတော်မူတဲ့ဘုရားသခင်ကိုသူယုံကြည်ကိုးစားခဲ့ပါတယ်။ခက်ခဲတဲ့အချိန်ကာလတွေမှာဘုရားသခင်ကသူ့ကိုကဲ့တင်မယ်ဆိုတာကိုသူယုံကြည်ခဲ့တယ်။သူ့အတွက်ဘယ်လိုသေချာနိုင်ပါမလဲ။ ပေါ်လူဟာကျွန်တော်တို့လိုပဲဆင်းရဲဒုက္ခအချိန်များအတွင်းမှာဘုရားသခင်ကိုယုံကြည်ကူးစားဖို့အတွက်တင်ယူခဲ့ပါတယ်။သူဟာမဖြစ်နိုင်တဲ့ထူးခြားတဲ့ဖိအားတွေနဲ့အတူပြင်းထန်တဲ့အခြေအနေအတွင်းမှာရောက်ရှိခဲ့ပြီးမယ်လဲဘုရားသခင်အားဖြင့်အောင်ပွဲကိုသူမြင်ခဲ့ရတယ်။ကျွန်တော်ဟာကျွန်တော်ရဲ့ကိုယ်ပိုင်အစွမ်းတတ္တိကန့်တတ်ချက်ကို ရောက်ရှိကုံဆုံးသွားပြီးတော့ဘုရားသခင်ရဲ့တဘာဝလွန်ဆွမ်းအင်ကကျွန်တော်ကိုဆက်လက်ပို့ဆောင်ပေးတဲ့အခါမှာ ဒါကဝိညာဉ်တော်ရဲ့တကူအားဖြင့်ပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ရမှာဖြစ်တယ်။ယုံကြည်သူတွေမှာဝမ်းနည်းခြင်းတွေနာကျင်မှုတွေကိုရှောင်ရှားကင်းဝေးသွားနိုင်တယ်ဆိုတာကိုတော့မဆိုလိုပါဘူး။အဲ့ဒီအစာပြားခင်ကကျွန်တော်တို့တွေ့ကြုံနေရတဲ့ဒုက္ခပြဿနာအတွင်းမှာကဲလွတ်ခြင်းနဲ့ဒုအပ်ချက်တွေကိုဖြည့်ဆည်းပေးမဲ့ဂရုတော်ရှိပါတယ်။ဆင်းရဲဒုက္ခကြုံရတဲ့အခါကျွန်တော်တို့ကိုယ်တော်ကိုယုံကြည်ကူးစားတဲ့အခါကျွန်တော်တို့ယုံကြည်ခြင်းခိုင်ခန့် လာပါတယ်ခိုင်ခန့်လာမှာဖြစ်တယ်ကျွန်တော်ရဲ့အားနည်းချက်ကိုဘုရားသခင်ကိုဝန်ခံတဲ့ယုံကြည်သူတိုင်းအတွက်ဘုရားသခင်ရဲ့ခွန်အားကိုရရှိနိုင်ပါတယ်တကယ်တော့ကျွန်တော်တို့ဟာမိမိကိုယ်ကိုရောကျွန်တော်တို့ရဲ့အခြေအနေတွေကိုရောဘုရားသခင်စီကိုအနံပြီးတော့မှဂရိတော်တီလာစီဖို့အတွက်ကိုတော့ကိုစောင့်မျှော်ဖို့ပဲဖြစ်တယ်ကျနဆင်ချင်ခဲ့တဲ့သူတိုင်းသွေးဆောင်မှုခက်ခဲမှုနဲ့အပြစ်ဆိုတဲ့ဒုက္ခပြဿနာအမျိုးမျိုးကနေရော ြီးစွာသောဘေးအမျိုးမျိုးကနေရောဘုရားသခင်ကိုယုံကြည်ကိုးစားတဲ့အခါမှာကယ်လွတ်တော်မူခြင်းရရှိမယ်ဆိုတာကိုဘုရားသခင်ကိုမျှော်လင့်ခံစားနိုင်ဖို့ဘုရားသခင်အတူရှိပြီးတော့ကောင်းချီးပေးတော်မူပါစေ။အာမင်။ဤကွာတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန် นิดาบจิรู้สออปาติ